စကြစို့ဆက်လေးဘာပြောထားတာလဲပြောမိကုံဖတ်ဒီမှာတောင်မန်ဒီရတို့တောင်မန်ရနာအီချန်နာပြီးနေစီဒီဒီရှိတယ်တောင်မန်ရနာအေကိုရှာရင်ပုံစံဒီယူယူပါတို့နာပုံစံဒီယူရနာတိုင်းစီပြတဲ့ပုံစံဒီတို့ပြောင်းပါ

ဒါမှန်ခန့်အနာ A လို့ပြောထားရနော်အုံနောက်ထဲသွင်းမယ်နော်တခါရနော်အဲ့တော့ပြီးလို့ရှိရင်ဒါတခါရဲဒီချက်ပုံချမ်းလေးဆွဲပေးပါပုံချမ်းလေးဆွဲပေးပြီးလို့ရှိရင်ဒါဒီဘာလို့ရပါလဲဆိုလို့ရှိရင်ကိုယ့်ဟာကိုအလွတ်ပြန်တွေ့ရမှာပိုက်တာကိုရက်ဒီရိုရန်ကိုသုံးပါနော်တခါရဲမှတ်ထား A တန်ဘွား30 B တန်ဘွား8ဆိုတာလေတခါရဲတစ်ချက်မေးတာနဲ့ပြောပြီးတစ်ချက်ပုံချမ်းလေးခုဆွဲပြီးတော့ဘာလို့တော့ပါလဲဆိုတော့ပြောပြတော့မှာနော်မှတ်တော့မှာနော်โอเคဟုတ်ပြီ ဒီနားမှာဒီချက်ပုံကျန်းလေးဆွဲလိုက်မယ်ဒါမှတရိကန်တစ်ခုကိုဒီချက်လည်းပုံကျန်းလေးဆွဲမယ်တော့ဒီတိုင်းပဲလက်အမှန်လေးနဲ့ပဲနည်းနည်းလေးဆွဲလိုက်မယ်နည်းနည်းလေးမညင်ဒီခက်ပါโอเคဒီလိုလေးဆွဲလိုက်ပြီဒါတောင်းမှန်ဆိုဒီနားမှာတောင်းမှန်နော်ဒါအေမဟုတ်ဘူးလားနော်ကြံနားနှစ်ဖက်ကဘာနဲ့ဘာနဲ့လို့ပြောလဲ B နဲ့ C နဲ့လို့မပြောထားဘူးလား A တန်ဖိုးဒီနံပါတ်ခါရေးပြေးလိုက်ထားမယ်။အေတံမိုးကဘလောက်ပေးထားလဲဒီချက်ကိုပြော။အေတံမိုးချက်ရေးလိုက်မယ်။အေတံမိုးဘလောက်လဲ။မင်းခိုင်း တစ်ဆယ်ဒီမှာထည့်လိုက်ပြီနော်ဗီတာမိုးပေးထားတယ်ဗီတာမိုးဘယ်လောက်လဲ8ဒီမှာရေးလိုက်ပြီနော်8စီတာမိုးတည်လားမသိဘူး question မလုပ်လိုက်ပြီနော် okay ဒါမဲ့ teacher တို့က pythagorean theorem ရသူရှာခိုင်းတယ်ဘာရှာရန်ပုံစံဒီလဲဆိုလို့ရှိလို့ရှင် a ကိုရှာရန်ပုံစံဒီ a ကိုเนาะ a ကိုရှာမဲ့ဘာဖြစ်လဲဆိုတော့ပုံစံဒီပုံစံဒီရဲ့ နောက်တစ်ခုကကြတော့ဘာကိုရှာမဲ့ပုံသင်နည်းလဲ C ကိုရှာမဲ့ပုံသင်နည်းဟုတ်ပြီနော် formula နော်ပုံသင်နည်းရယ် okay အဲ့တော့ဒေတာလေးကြည့်မယ်ဒီချက်သေးဒီအောက်မှာရေးပါမယ်ဘာရလဲဆိုတော့ Pythagorean theorem ရ Pythagorean ဘာရလဲဆိုတော့ theorem ရဒေတာလိုက်မှတ်မယ်နော်လိုက်မှတ်ပြီးလို့ရှိလို့ရှင်တခါရဲဘာဖြစ်လဲဆိုလို့ရှင်အလွတ်တွေ့ရမယ်နော် Pythagorean theorem ရ ဒါမှန်ကန်အနိုင်အဲ့တော့ a square နော် a နှစ်ထပ်ဒီဘာလဲဆိုတော့ကြံနာနှစ်ထပ်ပေါင်းခြင်းနဲ့ညီပါတယ် b square plus c square ပါ okay နော်တချို့တော့ a တစ်ထပ်ထဲဒီမေးထားတာ a တစ်ထပ်ထဲရှာတဲ့ပုံစံမျိုးကိုလိုချင်တဲ့အတွက်ကြောင့် a တစ်ထပ်ကိုလိုချင်ရဆိုတော့ a to square root of ဆိုပြီးတော့ဗာလဲ b square + c square ဆိုပြီးတော့ဒါကတချို့ ထို့ကြောင့်ဆိုပြီးတော့ဒါကပါလေအေကိုရှာရင် ပုံသေးနီးရသွားပြီနောက်တစ်ခုသွားမယ်နော်ဒီချိန်မှာဒီချိန်မှာထိုးကြောင်တက်လိုက်မယ်စီကိုရှာရင်ပုံသေးနီးဆိုတော့စီတထက်သေးဆိုလို့ရှိရင်ဒီကနေပြီးတော့ change just လုပ်လိုက်တယ်ဒီကနေ change just လုပ်တဲ့ဟာကိုပြပြပေးမယ်နော် ီချဲတို့လိုချင်တာက C ပဲလိုချင်တာ C square ကိုထားခဲ့ပြီးတော့ B square ဒီဒီဘက်ညီမကြီးရဲ့တစ်ဖက်ကိုသွားတဲ့အခါကျတော့သွားနှုတ်ရပါလေသွားနှုတ်ရတဲ့အခါကျတော့အဲ့တော့ C square ဆိုရင် equal to ဘာပြောရမလဲဆိုရင် A square minus B square ဆိုပြီးတော့ဖြစ်သွားမယ်အဲ့တော့ဒီနောက်မှာပဲချက်ရေးလိုက်မယ်ထိုးကြောင်ဆိုပြီးတော့ C ကိုရှာရင်ပုံသေးနည်း C တစ်ထပ်ဆို C equal to ဆိုရင် square of ဆိုပြီးတော့ဒီချဲတို့က A square minus B square ဆိုပြီးတော့ရပါမယ် โอเคသူမေးထားတဲ့အဲ့နှစ်ချက်တစ်ချက်လို့သိပါပါပြီ။ဘာလို့သိပါဆိုရင် AO ရှာတဲ့ပုံသေးတွေကိုလည်းသိပါပြီ။ BO ရှာတဲ့ပုံသေးတွေကိုလည်းသိပါပြီ။โอเคသူတန်မိုးတွေပေးထားတယ်။တန်မိုးတွေပေးထားပြီးတော့ A တန်မိုးက30တဲ့ B တန်မိုးက10တဲ့ပေးထားတဲ့ချိန်မှာတစ်ချက်တို့ကိုဘာရှာခိုင်းလဲဆိုတော့အဲမေးခွန်းက C ရဲ့ C ဖြစ်တဲ့အဲဘာလဲရှာခိုင်းတယ်ဗောနော် C ရဲ့တန်မိုးချဲလို့ရှာခိုင်းတယ်โอเค C ကိုရှာခိုင်းဆိုတော့ C ရဲ့ formula တွေမှာချဲလို့တစ်ခါတန်းသွင်းလိုက်မယ် A တန်မိုးပုံထဲမှာတစ်ချက်ပြောထားပြီးတော့ A တန်မိုးတွေ B တန်မိုးတွေချဲချမရတော့ဘူးเนาะ c ထဲမှာချဲလို့ဒီတိုင်းပြီးတော့ထည့်လိုက်တော့ပါပဲ c equal to ဆိုပြီးတော့ square root of ဆိုပြီးတော့ a square ဆိုတော့10 square ပေါ့10 square เนาะ10 square minus b square ဆိုတော့ဘယ်လောက်လဲ8 square ပေါ့ဒီမှာရေးလိုက်ပြီ okay เนาะအဲ့တော့ c equal to 10 square ကကြတော့12ထက်က100ပါเนาะ12ထက်က100 8ထက်က88လေးဘယ်လောက်လဲ64အဲ့တော့ c equal to 100ရဲ့64ကိုနှုတ်ရင်ဘယ်လောက်လဲဒီချက်ကိုပြောပြပါအောင် တရာတဲ့ဟာအဲ36ဟုတ်ပြီတရာ36ရေးလိုက်ပြီ36မှန်တယ်အဲ့တော့ c 36ဒီဘာဘယ်နှစ်ထက်လဲဆိုတော့6နှစ်ထက်6နှစ်ထက်တရာလို့လဲ6နှစ်ထက်ဆိုတော့ဒီနှစ်ထက်လေးနဲ့ဒီ square root နဲ့ကြည်သွားတဲ့ခါကျတော့ c ကဘယ်လောက်လဲဆိုတော့6ရပါပြီဒါပါပဲအဖြေလေးရ6ဘာဖြစ်လဲ6တွက်နိုင်မလားချက်ချင်းတွက်နိုင်မလားအလို့တွက်နိုင်မလား okay အဲ့ဆိုရှင်အလို့တွက်ပါဒီချက်ဒီဥစ္စာကိုဘာလို့ပြလဲဆိုတော့ဖြတ်ပလိုက်တော့ပါမယ်ညမလားညမယ်နော် okay ဆရာဘာပြောတာလဲတာပုံလေးကဆွဲထားတော့ကောင်းတာပေါ့ပုံချမ်းလေးပဲဆွဲတာတာတာဒီတာဟိုလက်တစ်ဖက်ကမတန်သေးဘူးမလားလက်တစ်ဖက်မတန်သေးရင်ဒီတစ်ဖက်နဲ့ဆွဲအောင်ကင်လို့ကင်လို့ပေးတဲ့နေပါရရပြီလားမရသေးဘူးရပြီပေးတော့ရပြီဒါပေမဲ့ဒါဒါပုံချမ်းလေးပဲဆွဲလိုက်ပါရတဲ့ကိစ္စမရှိဘူးဟိုဗာလဲမေခွန်းထဲမှာပါတဲ့ပုံလေးတိတ်ချဆွဲရမယ်ဆိုရင်တော့ပေးတယ်ကင်လို့ရပြီဆိုရင်တော့ဆွဲโอเคနော်